မယူနိုက်တက်ရှိရဲ့ရလာကောင်းလို့ဟိုအာမိုရင်းဝန်ခံဘောလုံးကြပ်များအတွက်ကျွန်မရဲ့1 million channel ကနေကြိုဆိုပါတယ် မန်ယူသိန်းကသူ့လက်ထက်မှာရလက်တွေစိုးနေတာကဖုံးကွက်ထားလို့မရနိုင်တယ်လို့မန်ယူကန်နဝင်တွေရဲ့သူ့ပေါ်ဝေဖန်မှုတွေကလည်းတာမန်ဖြိုးဖြစ်စင်တာဖြစ်တယ်လို့မန်ယူနေပြအော်မိုရင်းကပြောသွားပါတယ်။မန်ယူအသင်းကောင်းဆောင်ဟောင်းရိုနီကလက်ရှိမန်ယူသိန်းကသူ့ကစားခဲ့ဘူးတဲ့မန်ယူသိန်းမဟုတ်တယ်လို့နေပြအော်မိုရင်းကိုအချိန်ပေးနေမှုလည်းအဆုံးသတ်သင့်ပြီလို့ပြီးခဲ့တဲ့ရက်ပိုင်းကဝေဖန်ထားတာဖြစ်ပါတယ်။မယူသိန်းကနီးပြအောင်မော်ရင်လက်ထက်ပြိုင်ပွဲစုံ49ပွဲမှာ18ပွဲသာအနိုင်ရခဲ့တယ်လို့ပရီးမီးယားလိ33ပွဲမှာဆိုရင်လည်း9ပွဲသာအနိုင်ရထားတာဖြစ်ပါတယ်။ ်မန်ယူသင်းပူးရဲပိုင်ရှင်စာဂျန်ရကလစ်ကအခုချိန်ထိနေပြအောင်မော်ရင်ကိုထောက်ခံမှုတွေပေးထားပြီးမယ်စနေညမှာကစားမယ်ဆန္ဒလိုင်းတဲ့နဲ့ပွဲမှာရလာမကောင်းခဲ့ဘူးဆိုရင်တော့ရကလစ်ရဲ့ယုံကြည်မှုကိုလည်းအောင်မော်ရင်ကဆုံးရှုံးမွေရှိနေပါတယ်။နောက်မဲတစ်ပတ်ကကလာသင်းပွဲတွေမရှိဘဲနိုင်ငံအသင်းပွဲတွေသာရှိလို့ဆန္ဒလိုင်းနဲ့ပွဲကနေပြအောင်မော်ရင်ရဲ့အနာဂတ်နဲ့တိုက်ရိုက်သက်ဆိုင်နေတာဖြစ်ပါတယ်။ နေပြအောင်မရင်းကတော့မယူတင်းအတွက်အကောင်းဆုံးစူးစမ်းပေးသွားမှာဖြစ်ပြီးတော့အသိမသူ့ရဲ့စီမံကိန်းတွေဆက်လုပ်နိုင်မှုတက်ကတော့ရလတ်တွေတိုးတက်လာဖို့လိုအပ်တယ်လို့အောင်မရင်းကဝန်ခံသွားခဲ့ပါတယ်မယူတင်းတဲ့နေဆက်တဲ့တရင်ရှင်မြစ်တွေရမယူနီးပြနေရမှာဆက်ရှိဖို့မဖြစ်နိုင်တော့ဆိုရင်နီးပြအောင်မော်ရင်ကထုတ်ပယ်ခံရတာထက်ကိုဘသာနှုတ်ထွက်သွားတယ်ဆိုတာမျိုးကိုပို့ပြီးတော့ရွေးချယ်ွယ်ရှိနေတယ်လို့သိရပါဗျ။